ရုရှားနဲ့ယူကရိန်းအကြားဖြစ်နိုင်ခြေရှိတဲ့အနာဂတ်အငြင်းငြင်းရေးသဘောတူညီချက်ကိုထိမ့်သိမ်းကြမှတ်ဖို့ယူကရိန်းမှာတပ်ဖွဲ့ဝင်တွေဖြန့်ကျက်ချထားရေးအစီအစဉ်တွေနဲ့အတူဥရောပကောင်ဆောင်တွေဆွေးနွေးခဲ့ကြတယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ယူကရိန်းနိုင်ငံအတွင်းတပ်ဖွဲ့တွေဖြန့်ကျက်ချထားရေးနဲ့ပတ်သက်ပြီးပြည်ထောင်နဲ့ပြင်သစ်တို့ဟာနိုင်ငံပေါင်း30ခန့်ကကာကွယ်ရေးဝန်ကြီးတွေတက်ရောက်တဲ့အစည်းအဝေးကို AP ဆဲရက်ကခေါ်ယူကျင်းပခဲ့ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေကပြည်ထောင်နဲ့ပြင်သစ်ထိပ်သီးစစ်ဘက်အရာရှိတွေဟာ ယူကရိန်းနိုင်ငံ KF မြို့တော်ကိုတွားရောက်ခဲ့ပြီးနောက် NATO ဌာနချုပ်မှအဲ့ဒီအစည်းအဝေးကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဥရောပခေါင်းဆောင်တွေရဲ့အရင်ပြုလုပ်နေကြပုံမှန်အစည်းအဝေးတွေလို့အမေရိကန်ဟာအစည်းအဝေးအတွင်းမှာပါဝင်ခဲ့ခြင်းမရှိပေမဲ့ယူကရိန်းနဲ့သက်ဆိုင်တဲ့ညီမန်းချက်တွေဟာအမေရိကန်ရဲ့အထောက်ပံ့ပေါ်မှာမိခိုးနေရပါတယ်။ဒါပေမဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရဖွဲ့ကတော့ယူကရိန်းနဲ့ပတ်သက်တဲ့အထောက်ပံ့အစီအစဉ်တွေကိုလူသိရှင်ကြားဂရီးပြုပြောကြားခဲ့ခြင်းမရှိသေးတာပါ။ဥရောပအနေနဲ့မိမိရဲ့လုံခြုံရေးကိုမိမိကိုယ်တိုင်တာဝန်ယူရမယ်လို့အမေရိကန်ကသတိပေးခဲ့တဲ့နောက်ဥရောပနိုင်ငံတွေဟာတပ်ပေါင်းစုဖွဲ့စည်းဖို့အစီအစဉ် င်ကိုအလေးနက်ထားပြီးဆွေးနွေးခဲ့ကြပါတယ်။ဥရောပနိုင်ငံ၏စုပေါင်းဖွဲ့စည်းမဲ့တပ်ပေါင်းစုဟာဥရောပတပ်ရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့ပထမဆုံးစံတက်ချက်တစ်ခုအဖြစ်ရှုမြင်ခံရမှာဖြစ်ပါတယ်။ တပ်ပေါင်းစုဖွဲ့စည်းမဲ့ပုံစံဟာရုရှားယူကရိန်းငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့သဘောတဘာဝအပေါ်မူတည်လိမ့်မှာဖြစ်ပါတယ်။ဒါပေမဲ့ဥရောပတပ်ပေါင်းစုဟာယူကရိန်းနဲ့ရုရှားနယ်စပ်အနီးမှာစခန်းချဖွဲ့မရှိဘဲအပြစ်ခတ်ရစေးသဘောတူညီချက်အရာတတ်မှတ်ထားတဲ့နေရာနဲ့ဝေးကွာတဲ့နေရာဒါမှမဟုတ်ယူကရိန်းနိုင်ငံအပြင်ဘက်မှာစခန်းချဖွဲ့ရှိတယ်လို့ကြေညာသူတွေကပြောကြခဲ့ပါတယ်။ပြည်ထောင်အရာရှိတွေကတော့ဥရောပတပ်ပေါင်းစုမှာပါဝင်မဲ့စစ်သားအင်အားကို1000မှ3000အထိဖြစ်နိုင်ကြောင်းပြောကြခဲ့ပေမယ့်ဥရောပနိုင်ငံတွေကအမေရိကန်ရဲ့အကူအညီမပါဘဲသူတို့ရဲ့စစ်သားတွေကိုဆေးလွတ်ဖို့တွန့်ဆုံနေကြပါတယ်။